အသက်40နှစ်အရွယ်ရှိပြီဖြစ်တဲ့တောင်ကိုရီးယားမင်းသမီးလီစီယောင်းကခင်မွန်ဖြစ်သူနဲ့အိမ်နောက်သက်တမ်း၈နှစ်အကြာမှာလမ်းခွဲပြယ်ဆယ်လိုက်ကြတယ်လို့သိရှိရပါတယ်ရှင်။နာမည်ကျော် Voice Over Flower Netflix ရဲ့သဲထရင်ဖို့ဇလန်တွဲ Sweet Home နဲ့လူတီများလာပြီးတဲ့နောက် TikTok ပေါ်မှာရေမောစရာဗီဒီယိုအတိုလေးတွေကိုအမြဲတမ်းတင်ဆက်ပေးနေတာကြောင့်ပရိသတ်ပေါင်းများစွာရဲ့ချစ်ခင်မှုကိုရရှိထားတဲ့တောင်ကိုရီးယားကျယ်ပွင့်လီစီယောင်းက2019ခုနှစ်က စားသောက်ဆိုင်လုပ်ငန်းရှင်ချိုဆန်မွန်နဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။2018ခုနှစ်မှာတော့ပထမဦးဆုံးသားဦးလေးကိုမွေးဖွားခဲ့တာပါ။မက်လာ၁၉ရက်နေ့တုန်းကတောင်ကိုရီးယားသတင်းမီဒီယာ YTN ရဲ့ဖော်ပြချက်အရသူတို့ဆောင်တွေကအခုနှစ်အစောပိုင်းကတည်းကအကွာရှင်းပြည်စဲကြောင်းစာရွက်စာရဲတွေကိုစိုးမိသားစုတရားရုံးမှာတင်သွင်းခဲ့တာဖြစ်တယ်လို့သိရှိထားပါရရှင်။ ဒီသတင်းကိုတော့လီစီယာရဲ့ agency ဖြစ်တဲ့ Ace Factory ကလည်းမတ်လ18ရက်နေ့ကအတည်ပြုခဲ့တာဖြစ်ပြီးနှစ်ဦးသဘောတူကွန်ရှင်ရေးလုပ်ငန်းစဉ်တွေဆက်လက်လုပ်ဆောင်နေရလို့သိရှိရပါတယ်။လီစီယောင်းက2008ခုနှစ်ကတရုတ်ဆောင်အဖြစ်နဲ့ပွဲဦးထွက်ခဲ့ပြီးတဲ့နောက်ကိုရီးယားဒရမာရီဖြစ်တဲ့ Why Silver Flowers We Got Married ဒရမာရီမှာရေပန်းစားပြီးတော့နာမည်ရလာခဲ့တဲ့မင်းသမီးတစ်လက်ပါလော်ဝီအာကစားသမီးတူလေးဖြစ်ပြီး2012ခုနှစ်ကနေ2013ခုနှစ်အထိ လဝိပြိုင်ပွဲများစွာမှာအနာရရှိထားရမင်းသမီးတလက်လည်းဖြစ်ပါသေးတဲ့ရှိန်။